မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့အကြမ်းဖက်ဆစ်ခွေးတက်ကတက်ရှိ CEO ဆိုပြီးတော့ဝါရဖြန့်ခဲ့တယ်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ဥက္ကဋ္ဌစကမ်းကိုမနေ့ကနေ့လယ်7:00နာရီဝန်းကျင်ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လွန်ခဲ့တဲ့၃နှစ်ဝန်းကျင်ကအဲ့ဒီစခန်းကိုတော်လိုင်းတပ်ဖွဲ့များကပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာစခန်းရဲ့နေရာတချို့ကသာသိမ်းပိုက်နိုင်ခဲ့ပြီးတော့အပိသက်သိမ်းပိုက်နိုင်ခြင်းမရှိတာကြောင့်အကြမ်းဖက်စစ်ခွေးတပ်ကတက်ရှိ CEO ဆိုတဲ့နာမည်နဲ့ဇက်ကားရိုက်ပြီးတော့ဝါဒအကြီးအကျယ်ဖြန့်ခဲ့တယ်လို့သိရပါတယ်။မနေ့ကဇူလိုင်လ12ရက်နေ့နေ့လယ်12နာရီမှာတော့တော်လိုင်းတပ်ဖွဲ့များကဥက္ကဋ္ဌစခန်းပေါ်ကိုတက်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်တလုံးအလောင်းတလောင်းနဲ့အရှင်တအုပ်ကိုဖမ်းဆီးရမိထားတယ်လို့ ကရင်ရှိတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။အဲ့ဒီဥက္ကဋ္ဌစခန်းကုန်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်88ဦးလောက်ကတော့ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။ဥက္ကဋ္ဌရွာမှာရှိတဲ့စစ်ကောင်စီရဲ့ခြေကုပ်စခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်ဖွဲ့များနဲ့ပြည်သူ့ကာကွယ်တပ် PDF ပူးပေါင်းတပ်ဖွဲ့များကဇွန်လ17ရက်နေ့ကနေစပြီးတော့စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်တာဝတိမြို့ရဲစခန်းကို40မမဘုံဒီနဲ့ပြစ်ခတ်တိုက်ခတ်ရာစခန်းဝအတွင်းထဲကိုကြောက်ရောက်ပောက်ကွဲပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့ည9:55မိနစ်ခန့်မှာတာဝတိရဲစခန်းကို Black Leopard UG အဖွဲ့က79 40မမ ထောက်ပြောင်း short တိုက်၁၀လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခတ်မှုအတွင်းမှာဘုံဒီ၉လုံးဟာရဲစခန်းဝန်းအတွင်းထဲကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်အဲ့ဒီရဲစခန်းဟာအကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့အချက်ချာကြတဲ့နေရာဖြစ်တယ်လို့သိရပါဗါးကျွန်တော်တို့မြို့ပြပျောက်ကြားတွေရှိခြင်းအပြင်စစ်ခွေးတွေအများအားထိတ်လန့်ခြောက်ခြားနေစေချင်တာပါ ကြွမှန်တိုင်းကြီကိုမီးနဲ့ရှို့တယ်လို့ပေါ့ကျွန်တော်တို့ရဲဘော်တွေတော့ဘေးကင်းပါတယ်စစ်ခွေးတွေဘက်ကထိခိုက်မှုရှိပေမဲ့အတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူးမြို့ပြတဲမှာလည်းဒီစစ်ခွေးတွေကျွန်တော်တို့ရှိနေတယ်ဆိုတော့အတိအမြဲတမ်းဝင်နေအောင်လို့လှုပ်ဆောင်ရမှာပါမြို့သိမ်းနိုင်လားဆိုတော့ကျွန်တော်တို့ UG အနေနဲ့မသိမ်းနိုင်သေးပါဘူးဒါပေမဲ့စစ်ခွေးတွေကိုတော့အမြဲတမ်းထိတ်လန့်တုန်လှုပ်နေစေရပါမယ်လို့31 UG တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုလက်နက်ခဲရတဲ့လူရင်အားကို31 UG အဖွဲ့က အားဖြင့်ကူညီပေးခဲ့ခြင်းဖြစ်ပြီးတော့မြို့ပြဆက်ဆင်ရေးများကိုဆက်လက်လှုပ်ဆောင်နိုင်ရန်လက်နက်ခဲယမ်းများဖြည့်တင်းနိုင်ရန်တော်လံပြည်သူများကဝင်းရံပေးကြပါရန်မြစ်တာရက်ခံထားတယ်လို့တရီဝမ် UG အဖွဲ့ကတောင်းရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မှာရိတ်ခါပုတ်ပြီးတော့ပြန်လာတဲ့အကြမ်းတ်စစ်ခွေးတိုက်ရဲ့ရင်တန်းကိုတိုက်ခတ်ရာစစ်ခွေးတပ်ဘက်ကထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့ည9နာရီခွဲအချိန်ကမှာ မုံရွာဘက်ကနေပြီးတော့ရိတ်ခါပို့ပြီးတော့ပြန်လာတဲ့အချမ်းဘတ်စစ်ခွေးတပ်ရဲ့တံပြားကားကားစီးကိုတော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာအရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်ခွေးတပ်ရဲ့လေးစီးမြောက်ကားနဲ့ငားစီးမြောက်ကားတို့ကိုထိမှန်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ကင်းမုံဝင်နေတဲ့ပြူစောထီးများကလည်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ခွေးတပ်ဘက်ကထိခိုက်မှုရှိတော့လဲတေဆုံးမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်တိုက်ခိုက်မှုအတွင်းမှာ GNR မလုံလောက်မှုကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါရယ်၎င်းတိုက်ခိုက်မှုအတွင်းမှာကြည်စံအားမလုံလောက်မှုကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းရန်ကုန်မန္တလေးအမြန်လမ်းမိုက်မှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့စစ်ကြောင်းကိုတိုက်ခတ်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးတော့ခဲအံများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့မနက်10:00နာရီကမှမိထီလာတပ်နယ်ကနေအမြန်လမ်းတလျှောက်နေမြေရှင်းလင်းရန်ထွက်ခွာလာတဲ့အင်အားတရာလောက်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကမြင်းရှင်ခေါ်မြင်းသေးရွာအနီးမှာကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်း အကြမ်းဖက်စစ်ခွေး9កောင်တေဆုံးပြီးတော့10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များကနယ်မြေရှင်းလင်းပြုလုပ်တဲ့အချိန်မှာ 7.62G 128တောင်း G3G ပေါက်တစ်ခုဖုန်းတစ်လုံးပါဝါဘန့်တစ်လုံးနဲ့ပတ်စံ3သိန်းတို့ကိုတိမ့်ပတ်ရရှိခဲ့တယ်လို့သိရပါဗါးတိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့အကြမ်းဖက်စစ်ခွေးတက်ကတိုက်ပွဲဖြစ်ပွားရာအနီးကို MI35 နဲ့တကြိမ် drone နဲ့နှစ်ကြိမ်လေးကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုကိုမြင်းကြံခရိုင်အမှတ်၈တိုက်ရင်နဲ့အတူမိထီလာခရိုင်အမှတ်၄တိုက်ရင်မိထီလာခရိုင်အမှတ်၃တိုက်ရင်မလိုင်မြို့နယ်ပတ်ကောက်ဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်တအူးမစိုးရင်ကဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်မှာဖမ်းဆီးရရှိခဲ့တဲ့ မူရဲ့စေဝါပို့ဆောင်ခိုင်းသူကိုပရီကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုပရီဟာမနေ့ကဇွန်လ12ရက်နေ့နေ့လယ်3:40မိနစ်မှာစာလင်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒူတာဝန်ကကိုဖိုးလုံးစီမှာလာရောက်အဖမ်းခံတာဖြစ်တယ်လို့သိရပါဗျ။ဇွန်လ10ရက်နေ့ကဖလန်းမြို့နယ်ဘားဒရာကိုကိုပရီပို့ဆောင်ခိုင်းတဲ့မူရဲ့စေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့မူရဲ့စေဝါများကို CDF ဟာခါကဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီဖမ်းဆီးရမိခဲ့တဲ့ဘူးရဲ့စေဝါတွေကိုရင်းမာပင်ခရိုင်အမှတ်15တိုက်ရင်မှုကိုဖိုးတောင်းရဲ့လက်မှတ်ထောက်ခံချက်နဲ့ ပို့ဆောင်ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ကိုပရီကိုထောက်ခံစားအလွဲသုံးစားလုပ်မှုနဲ့မွေဆေးဝါးပို့ဆောင်ခိုင်းတဲ့ပြည်မှုတွေအတွက်စစ်ဆေးစုံစမ်းမှုတွေဆက်လက်ပြီးတော့ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ကိုပရီဟာမွေဆေးဝါးတဲဆောင်ခိုင်းသူနှစ်ဦးတည်းကတဦးဖြစ်ပြီးတော့နောက်ထပ်တဦးဖြစ်တဲ့ကိုဇော်လက်ကိုတော့ဖမ်းဆီးရမိတာမရှိသေးပဲလွတ်မြောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။မွေဆေးဝါးတဲဆောင်လာတဲ့တော်လိုင်းရဲဘော်၃ဦးအပါအဝင်ရင်မောင်းတဦးရင်နောက်လိုက်တဦးကို CDF ဟာခါကအရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ဖမ်းဆီးရမိထားတဲ့မူရဲ့စေဝါတွေကိုလည်း CDF ဟာခါကတယ်ဆောင်သူတွေရဲ့ရှေ့မှာဇွန်လိုင်လ9ရက်နေ့ကဖျက်ဆီးခဲ့ကြောင်းရုပ်တံဗီဒီယိုနဲ့တကွထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်ရန်ဖိုရွာဖုန်ကြီးကျောင်းအနီးလမ်းကင်းယူထားတဲ့အကြမ်းဖက်ဆဲခွေးများကို drone နဲ့ပုံကျဲပြီးတော့မိုင်းဆွဲတိုက်ခတ်ရာစစ်ခွေးများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့ညနေ4:18မိနစ်ခန့်မှာ ဇဝဲတပ်ဘက်ကနေပြီးတော့အကြမ်းဖက်စစ်ခွေးအင်အား30ခန်းဟာရန်ဖို့ကြေးရွာဖုန်ကြီးကြောင်အနီးလမ်းကင်းလာယူတဲ့အချိန်တော်လိုက်တပ်ဖွဲ့များကမိုင်းဆွဲပြီးတော့ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးများထိခိုက်ဒေဆုံးမှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ဇဝဲတပ်ဘက်ကနေပြီးတော့စစ်ကောင်စီတပ်အင်အား30ခန်းကရန်ဖို့ကြေးရွာဖုန်ကြီးကြောင်အနီးလမ်းကင်းလာယူတဲ့အချိန်မိုင်းဆွဲတိုက်ခိုက်တာရန်ဖို့ကြေးရွာနေအိမ်ထဲကိုဝင်ရောက်သွားတာမြင်တော့ drone နဲ့နှစ်ကြိမ်ဘုံသီးချတိုက်ခိုက်ခဲ့ပါတယ်စစ်ခွေးထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဘိုခင်းတပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဘိုခင်းတပ်ဖွဲ့နဲ့ဘိတ်ခိုင်ပကဖားတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်နာလေးကတော့ ၄၀နဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမလိုင်မြို့အထွက်လမ်းတွေကိုအကြမ်းဖက်စစ်ခွေးတပ်ကပိတ်ဆို့ပြီးတော့လူငယ်အယောက်100ခန့်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ10ရက်နေ့မွန်လွယ်3နာရီခွဲအချိန်ကစတင်ပြီးတော့မလိုင်မြို့အထွက်မှာရှိတဲ့လမ်းများအလုံးကိုအကြမ်းဖက်စစ်ခွေးတပ်ကပိတ်ဆို့ပြီးအယောက်ဝဝစ်ဆင်ထားတဲ့စစ်ခွေးများကလူငယ်အယောက်100ခန့်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးရမှာ မလိုက်မြို့ပေါ်မှာရှိတဲ့နေရာ၁၀ခုကိုအရက်ဝတ်ဝစ်ဆင်ထားတဲ့စစ်ခွေးနဲ့ပြူခွေးများကလူငယ်များကိုတပြိုင်တည်းထဲလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပေါ်တာဆွဲခံရတဲ့လူငယ်များအားလုံးကိုမလိုက်မြို့နယ်ထွေအုံရုံးကိုခေါ်ဆောင်သွားပြီးလက်ရှိအချိန်ထိမိသားစုဝင်များနဲ့တွဲခွင့်မပေးဘူးလို့ပြောပါတယ်အခုလိုမျိုးအကြမ်းဖက်စစ်ခွေးတိုက်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်မလိုက်မြို့ပေါ်မှာလူသွားလူလာမရှိတော့ဘဲအကြမ်းဖက်စစ်ခွေးများသာလမ်းပေါ်မှာရှိတော့တယ်လို့သိရပါတယ်ပြည်သူများဟာလည်းလက်ရှိအချိန်ထိကြောက်လန့်နေကြတယ်လို့ပြောပါတယ် မြို့အထွက်လမ်းတွေကိုပိတ်ပြီးတော့မြို့ပေါ်လမ်းထိပ်တွေကိုပိတ်ပြီးနေရာအနှံ့ဝင်ဆွဲတာစစ်ခွေးခုနှစ်ကောင်လောက်ကလုံခြုံရေးယူပိတ်ပြီးတော့အရောက်ဝတ်တွေနဲ့ဝင်ဆွဲတာမြို့ရင်းနေရာ၁၀ခုလောက်ကိုဝင်ဆွဲတော့လူငယ်အယောက်တရာလောက်ပါကုန်တာပေါ့မြို့ပေါ်မှာထွေအုံနဲ့စီမံဥက္ကဋ္ဌအဆင်မပြေဖြစ်ပြီးတော့မခေါ်ရာကြပြီဆိုတော့လူငယ်တွေအကုန်အငိုက်မိကုန်တာပါဖမ်းခါရတဲ့လူငယ်တွေအကုန်လုံးကိုမြို့နယ်ထွေအုံရုံးထဲကိုခေါ်သွားတယ်လမ်းပေါ်မှာတွေ့တဲ့လူငယ်ဆိုရင် အကုန်ဆွဲခေါ်သွားတာ ဈေးသိမ်းချိန်အလုတ်ပြန်ချိန်စောင့်ပြီးတော့ဆွဲတာမို့လို့အကုန်အငိုက်မိကုန်တာပါလို့မလိုက်မြို့လူလူသတင်းကွန်ရက်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အချမ်းဖတ်စစ်ခွေးများဟာလက်ရှိအချိန်ထိမလိုက်မြို့အထွတ်ကြေးရွာသွားတဲ့လမ်းထိပ်များမှာရှိနေစေဖြစ်ပြီးတော့ပြည်သူများအသွားအလာမရှိတော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီတော့အကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ